ရေးကြရလဲအဲ့လိုစိတ်ပူတာပေါ့နော်တခုခုအဲ့လိုဖြစ်သွားတာဆိုတော့တော်တော်ကြီးကိုလမ်းဝေးတာဘာလို့ဆိုအဲ့လိုဆိုအဲ့လိုဟိုစာဆောင်နေပါပဲကြည်ရတဲ့အချိန်ကာလကိုအဲ့တော့အမေကိုယ်တိုင်ကလည်းအဲ့လိုမျိုးလုံးဝအားမပေးခဲ့ဘူးလုံးဝမလုပ်ရဘူးနော်ဆိုတာပဲကို့ကြည့်ပြီးရိတ်ရိတ်မိနေလို့တော့မသိဘူးဒါပေမဲ့မွဲအတော်ကအဲဒီမှာဒီမို့ကြည့်ပြီးရောနည်းနည်းအဲဘယ်လိုပြောမလဲမြီးကောင်ပေါင်းပါလေးအရွယ်ရောက်လာတဲ့အချိန်မှာသူလည်းအမ်ဆိုးလို့မြင်လို့လားမသိပါဘူးအဲ့နဲ့ဒီချိန်မိုးစီကိုရောက်သွားတာအဓိကတော့အတော်အတော်ရဲ့ ဟိုတွန်းအားကြောင့်ပေါ့နော်ဟုတ်တတိရှိသွားတာပြီးတော့အဲ့ရနေရောက်လာကျွန်တော်လည်းအတူတူပါပဲအမအတူတူကျွန်တော်ပေါ်တောင်းလေကျွန်တော်အစွန်ဆုံးမမအလေကြဘိတ်ဘိတ်ဘိတ်ချားထားပေါ့အလေမဘိတ်မဘိတ်ရှိသေးတယ်ကျွန်တော်ကတော့လောကကော်တောင်းပြီးရဘာမှမရှိတော့ဘူးလေယူရီးယားပဲရှိတယ်ပို့ဝေးတယ်မှန်တိုင်းပြောရရင်ဒါပေမဲ့ကိုက ။အရင်ကဝါသနာကလည်းမသေးဘူး။သေးဆိုတော့နေမှာလည်းအဲ့လိုကျောင်းကျောင်းမှာလည်းအဲ့လိုအများကြီးကတော့ရက်ွက်တဲ့ကအဲ့လိုဟိုအင်းနီနာချင်းတွေကတော့အများကြီးမြောက်ပေးပါဘော။မင်းသားမင်းသားလေးမင်းသားလုပ်ပါလားအဲ့လိုလေးတော့မြောက်ပေးရတယ်။ဒါပေမဲ့ကိုယ့်ကိုယ်ကတော့မသိဘူးလေ။ဒါပေမဲ့ဒီဟာကတော့တကယ် passion ဖြစ်တယ်၊ယူသွတ်တယ်၊မဂ္ဂဇင်းတွေဖတ်တယ်၊ရုပ်ရှင်တွေကြည့်တယ်၊မာကားဆိုရင်ကျွန်တော်တို့အရင်တော့ဗီဒီယိုကားတွေဆိုဖတ်ပြီးဆိုတာနဲ့ ငားပြီးသားပဲကျွန်တော်အဲ့တော့ဗီဒီယိုခွေငားဆိုင်တွေကကျွန်တော်ရက်ွက်တိုင်းမှာရှိတယ်လေနေမှာဆိုအများကြီးပဲအော်သွားငားတယ်တချို့ရမ်းကြိုက်တဲ့ကားဆိုသွားမဖို့တလားနေခွေဆန်လိုက်လာတယ်အဲ့လိုမျိုးလောက်လောက်ဆိုဘူးဆိုကြုံအောင်ဆရာကြီးခွေဘူးဆိုကြုံအောင်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကနေကျွန်တော်အဲ့တော့ဆိုနေမှာကြတော့ဒီမင်းသားမင်းသမီးလူချင်းလိုက်တာလည်းရှိတယ်အဲ့မှာတော့အများကြီးပဲကိုနေတိုးလို့ဆိုတော့အဲကျွန်တော်ကသွားပြီးတန်းစီလက်မှတ်တွေထိုးအဲ့လိုပဲရှိခဲ့တာခုနပြောဆိုပဲကျွန်တော်မျိုးလည်းမရှိဘူး အတိလည်းမရှိဘူးဒါပေမဲ့တနင်္သာရီတိုင်းဘက်ကဆိုရင်လူပြိုင်ရှင်တွေကနဲတယ်အဲ့တော့ဆိုဦးရဲမိုးတို့အန်ဒီဆင်တို့အဲ့လောက်ပဲရှိရပါတော့အဲအဲ့ဒါပဲရှိရတော့ကျွန်တော်ကဟိုတိတ်ပြီးတော့လည်းမသိဘူးဒါပေမဲ့ဒီ2014 2015လောက်မှာတော့ဒီ Facebook လေးပေါ်လာတော့ Facebook လေးပေါ်လာတော့ဒီ Facebook လေးကနေပုံလေးအတင်နဲ့မှဒါဟို fan လေးရလာ။ fan လေးရ Facebook ကနေ fan လေးရလာတော့ကျွန်တော်တို့ magazine တို့ဓာတ်ပုံဆရာရနေပြီးတော့ဟိုရိုက်ချင်တယ်အဲ့လိုမျိုးခေါ်ရင်းနဲ့မှကျွန်တော်ကညာရင်းနဲ့အဲ့လိုကန်လေးဆက်လို့လားမသိပါဘူးချက်ချင်းဟိုဘယ်လိုပြောမလဲဟို မော်ရယ်တယောက်ဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါတော့ကျွန်တော်အစပါပဲအဲ့လိုကနေဒါနေကနေဒီအထိအခုဆိုရင်ဒါဒီနေ့ဆိုရင်ကျွန်တော်ဒီနေ့ဆိုကျွန်တော်10နှစ်ပြည့်ပြီအဲ့ဒီပြတတ်တန်10နှစ်ပြည့်ပြီ10နှစ်ပြည့်ရဲ့အချိန်မှာဟိုဒီလိုမျိုးဟို challenge တွေတွေလူရှင်တွေမှာလည်းဟိုပါဝင်ပြီးတော့ကိုယ်တိုင်ဒီနေရာမှာနိုင်ပြောရရင်ခုနပြောအိမ်မက်လည်းမမက်ဘူးရောက်လိမ့်မယ်လို့လည်းမထင်ဘူးဒါပြပချင်းစ조사ရင်းနဲ့မှာဒါ10နှစ်ဆိုတဲ့အတိုင်းတာမှာကျွန်တော်ဒီနေရာကိုရောက်လာရင်ဒါကြောင့်မလို့ကျွန်တော်ဒီလောက်ကကျွန်တော်ရဲ့ ဘဝပဲတကယ်ပြောတာဒါဘဝပဲကျွန်တော်တို့ဒီဟာနဲ့ပဲကျွန်တော်အသက်မွေးဝမ်းကြောင်းပြုတာဒီဟာကိုကျွန်တော်တို့ကအမြဲတမ်းလေးစားရတန်ဖိုးထားရဒါနဲ့ပဲဆက်ပြီးစူးစမ်းသွားပါမယ်ခင်ဗျာဟုတ်ဒီဇလန်တွဲမိတ်ဆက်ပွဲပေါ့เนาะအခုကတော့ချုံးမဲ့နိုင်ဆိုတော့ကျွန်တော်ဇလန်တွဲမိတ်ဆက်ပွဲကို ရောက်ရှိနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီဇာလန်တွေမိတ်အဲတဲ့မှာတော့ကျွန်တော်နဲ့အမနဲ့ပြီးတော့ကိုဆိုင်စီစုတက်ကျွန်တော်၄ယောက်ပါဝင်ကျုပ်ဆောင်ထားပါတယ်ကျွန်တော်ဇာလန်တွေမှာ character ကတော့ကျွန်တော်ဇေယမောင်ဆိုတဲ့ character နဲ့ပဲကျုပ်ဆောင်ထားပါတယ်အာမန်တိုင်းပြောရင်တော့ဒါကျွန်တော်တို့ကအရှိမမုံမြင့်တုံးကလည်းအចောင်းသားဘွားလေးကျုပ်ဆောင်ထားတယ်အဲအចောင်းသားဘွားလေးနဲ့ပြည်သက်တရားလည်းချစ်ထားတယ်ပေါ့နော်ဆိုတော့ဒီကားလေးမှာလည်းမန်တိုင်းပြောရင်အចောင်းသား နေရနေပြီးတော့ဟိုရွေးချယ်မယ်ဆိုပြီးတော့ဒီ Canada Plus ဘက်ကမျိုးစုံစဉ်းစားတယ်ပေါ့နော်အဲလူငယ်ဘွားကလေးလေးထည့်ပြီးတော့တရုတ်ဆောင်မလားဒါပေမဲ့ကျွန်တော်ဇလန်ဇိုင်းပွဲထားတာဒီ၅ဘိုင်းလောက်ကိုဒီ drama တွေရောအပြင်းသားတွေကိုဒီចောင်းသားဘွားတွေစပြီးတရုတ်ဆောင်အောင်မှာဆိုတော့သူကကလေးနဲ့ ဟိုအဆင်မပြေမှာစိုးရိမ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့လေးယောက်ကိုပဲရွေးချယ်ပြီးတော့ဒါတရုတ်ဆောင်စီခဲ့တယ်ပေါ့နော်ဆိုတော့အခုနကဒါကြည့်ရတဲ့အခါမှာလဲဒါဘေးကလူတွေတော့ပြောပါတယ်ခလေးလေးနဲ့တူတယ်ဒါပေမဲ့ကိုယ့်ကိုကြည့်တော့နည်းနည်းထွားရတယ်ထွားရတယ်တော်တော်ထွားရတယ်ဒါကြည့်ပြီးတော့ ်ဝေဖန်အပ်ပေးကြပါဦးလို့ပြောချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးဒါငယ်ဘဝပုံစံငယ်ဘဝပုံစံလေးကြိုးစားပြီးတည်ဆောင်ထားတာပေါ့နော်တည်ဆောင်အပ်ပေးကတော့ကျွန်တော်တို့ဒီအတန်နေအမှုရာတွေကနေကျွန်တော်ငငယ်တော့ပုံစံလေးတွေကိုပြန်စဉ်းစားပြီးတည်ဆောင်ထားပေမဲ့လည်းကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ရက်တွေကိုမေ့နေရပါဘူးဒါပြန်ကြည့်ရခါမှဟာကြီးကြီးပဲဖြစ်တာနောက်နောက်ထပ်ចောင်းသားကားဆိုလို့ရှင်သူအရက်ပါပူလိုက်မှာပူလိုက်မှာချိုးလိုက်ပြညာရေးရှိရတူရပါချိုးပလိုက်မိုးဆိုရင်လုံးဝဒီမင်းမဖြစ်လိမ့်မယ်လို့လည်းမထင်ဘူးပေါ့နော် ောเนาะအဲ့လိုဒီလောတာတွေရောက်မယ်လို့လည်းမထင်တာဘူးဗောလဲဆိုမိုးကမျိုးရိုးလည်းမရှိဘူးဆက်တွယ်လည်းမရှိဘူးအဲ့လိုနီးစပ်ရအတိုင်းဝိုင်းဆိုလုံးဝမရှိခဲ့အမေကိုယ်တိုင်ကလည်းပြီးတော့မိုးတို့နေတော့အခုတော့မဟုတ်တော့ဘောเนาะအဲ့လောကကြာတော့လေကြောက်ကြတာအဲ့လိုမျိုးဒီဒီမျိုးကြီးပြကြီးမှာအဲ့လိုမျိုးကြီးပြကြီးဆိုမသိဘူးဘောလို့ပြောဗော လိုပေါ့နော်အလန်းဝေးရပေါ့နော်မွဲတဝဲတဝဲဆိုအဲ့လိုမျိုးလူကြီးကြီးကြောက်ရလဲအဲ့လိုစိတ်ပူတာပေါ့နော်တခုခုအဲ့လိုဖြစ်သွားတာဆိုဘာလို့ဆိုတော်တော်ကြီးအလန်းဝေးတာဘာလို့ဆိုအဲ့လိုဆိုအဲ့လိုဟိုစာဆောင်တွေပါပဲကြည်ရတဲ့အချိန်ကာလပေါ့အဲ့တော့အမေကိုယ်တိုင်ကလည်းအဲ့လိုမျိုးလုံးဝအားမပေးခဲ့ဘူးလုံးဝမလုပ်ရဘူးနော်ဆိုတာပဲကို့ကြည့်ပြီးရိတ်ရိတ်မိနေလို့တော့မသိဘူးဒါပေမဲ့မွဲအတော်ကအဲဒီမှာတော့မို့ကြည့်ပြီးရောနည်းနည်းအဲဘယ်လိုပြောမလဲမြီးကောင်ပေါင်းပါလေးအရွယ်ရောက်လာတဲ့အချိန်မှာသူလည်းအမ်ဆိုးလို့မြင်လို့လားမသိပါဘူးအဲ့နဲ့ဒီချိန်မိုးစီ ရောက်သွားတာအဓိကတော့အတော်အတော်ရဲ့ဟိုတွန်းအားကြောင့်ပေါ့နော်တတိရှိသွားတာမြို့အဲ့ရနေရောက်လာကျွန်တော်လည်းတူတူပါပဲအမအတော်ကကျွန်တော်ပေါ့တောင်းလေကျွန်တော်အစွန်ဆုံးမမအလေကြဘိတ်ဘိတ်ဘိတ်ချားတာပေါ့အလေမဘိတ်မဘိတ်ရှိတယ်ကျွန်တော်ကတော့လောကကော်တောင်းပြီးရဘာမှမရှိတော့လေယူရီးယားပဲရှိတယ်ပို့ဝေးတယ်မှန်တိုင်းပြောရရင်ဒါပေမဲ့ကိုက အရင်ကဝါသနာကလည်းမသေးဘူးသေးဆိုနေမှာလည်းအဲ့လိုကျောင်းကျောင်းမှာလည်းအဲ့လိုအများကြီးကတော့ရက်ွက်တဲ့ကအဲ့လိုဟိုအင်းနီနာချင်းတွေကတော့အများကြီးမြောက်ပေးပါဘောမင်းသားမင်းသားလေးမင်းသားလို့ပါလားအဲ့လိုလေးတော့မြောက်ပေးရတယ်ဒါပေမဲ့ကိုယ့်ကိုယ်ကတော့မသိဘူးလေဒါပေမဲ့ဒီဟာတော့တကယ် passion ဖြစ်တယ်ယူသွတ်တယ်မဂ္ဂဇင်းတွေဖတ်တယ်ရုပ်ရှင်တွေကြည့်တယ်ဒီမှာကားဆိုရင်ကျွန်တော်တို့အရင်တော့ဗီဒီယိုကားတွေဆိုထွက်ပြီးဆိုတာနဲ့ ငားပြီးသားပဲကျွန်တော်အဲ့တော့ဗီဒီယိုကွေငားဆိုင်နေကျွန်တော်ရက်ွက်တိုင်းမှာရှိတယ်လေနေမှာဆိုအများကြီးပဲအော်သွားငားတယ်တချို့ရမ်းကြိုက်တဲ့ကားဆိုသွားမဖို့တလနေကွေဆန်လိုက်လာတယ်အဲ့လိုမျိုးလောက်အောင်ဘူးဆိုကြုံအောင်ဆရာကြီးကွယ်ဘူးဆိုကြုံအောင်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကနေကျွန်တော်အဲ့တော့ကဆိုနေမှာကြတော့ဒီမင်းသားမင်းသမီးလူချင်းလိုက်တိုင်းလည်းရှိတယ်အဲ့မှာတော့အများကြီးပဲကိုနေတိုးလို့ဆိုတော့အဲကျွန်တော်ကသွားပြီးတန်းစီလက်မှတ်တွေထိုးအဲ့လိုပဲရှိခဲ့တာခုနပြောသလိုပဲကျွန်တော်မျိုးလည်းမရှိဘူး အတိလည်းမရှိဘူးဒါပေမဲ့တနင်္သာရီတိုင်းဘက်ကဆိုရင်လူပြိုင်ရှင်တွေကနည်းတယ်အဲ့တော့ဆိုဥရွင့်မိုးတို့အန်ဒီဆင်လို့အဲ့လောက်ပဲရှိရပါတော့အဲအဲ့ဒါပဲရှိရတော့ကျွန်တော်ကဟိုတိတ်ပြီးတော့လည်းမသိဘူးဒါပေမဲ့ဒီ2014 15လောက်မှာတော့ဒီ Facebook လေးပေါ်လာတော့ Facebook လေးပေါ်လာတော့ဒီ Facebook လေးကနေပုံလေးအတင်နဲ့မှဒါဟို fan လေးရလာပါ fan လေးရ Facebook ကနေ fan လေးရလာတော့ကျွန်တော်တို့ magazine တို့ဓာတ်ပုံဆရာရနေပြီးတော့ရိုက်ချင်တယ်အဲ့လိုမျိုးခေါ်ရင်းနဲ့မှကျွန်တော်ကရိုက်ရင်းနဲ့အဲ့လိုကန်လေးဆက်လို့လားမသိပါဘူးချက်ချင်းဟိုဘယ်လိုပြောမလဲဟို more တယောက်ဖြစ်လာတယ်ပေါ့เนาะဆိုတော့ဒါတော့ကျွန်တော်အစပါအဲ့လိုကနေဒါနေကနေဒီအထိအခုဆိုရင်ဒါဒီနေ့ဆိုရင်ကျွန်တော်ဒီနေ့ဆိုကျွန်တော်10နှစ်ပြည့်ပြီအဲ့ဒီပြတတ်တန်း10နှစ်ပြည့်ပြီ10နှစ်ပြည့်ရဲ့အချိန်မှာ ဟိုဒီလိုမျိုးဟို challenge တွေတွေလူရှင်တွေမှာလည်းအဲ့လိုပါဝင်ပြီးတော့ကိုယ်တိုင်ဒီနေရာမှာနိုင်ပြောရရင်ခုနပြောအိမ်မက်လည်းမမက်ဘူးရောက်လိမ့်မယ်လို့လည်းမထင်ဘူးဒါပြည်ပချင်းစူးစမ်းရင်းနဲ့မှာဒါ10နှစ်ဆိုတဲ့အတိုင်းအတာမှာကျွန်တော်ဒီနေရာကိုရောက်လာရင်ဒါကြောင့်မလို့ကျွန်တော်ဒီအလုပ်ကကျွန်တော်ရဲ့ဘဝပဲတကယ်ပြောတာဒါဘဝပဲကျွန်တော်ဒီဟာနဲ့ပဲ ကျွန်တော်အတမိုးဝမ်းကြောင်းပြူတာဒီဟာကိုကျွန်တော်တို့ကအမြဲတမ်းလေးစားရဲတံမိုးထားရဲဒါနဲ့ပဲဆက်ပြီးစူးစမ်းသွားပါမယ်ခင်ဗျာဟုတ်လုံမြင့်လိုပဲထတ်တူထမ်းပြဒါမှမဟုတ်အဲ့ထက်ပိုအောင်တော့ပိုပြီးတော့မှအားပေးဖို့လည်းမျှော်လင့်ပါတယ်အဲမိုရာတော့ဒီဘာပြောဒီအဲဇက်လမ်းမျိုးစုံလောရိုက်ကူးနေရမှာဖြစ်တယ်ကာရက်တာမျိုးစုံနဲ့တွေ့ရမှာဖြစ်တယ်အဲဒီအရှိမမုံမြင့်ဇက်လမ်းတွေစိုက်တွေ့ခဲ့တယ်လို့မျိုးဒီကားမှာလည်းအကြိုက်တွေ့ပါစေဒါမှမဟုတ်လုံကတော့ဇက်လမ်းဘာဆိုဘာမှမဆိုင်ဘူးဟိုမုံမြင့်ကကြတော့ဟိုအိမ်တော်ကြီး းရဲ့ family ရဲ့ဒီအဓိကဒီရောက်ခမနဲ့ချွေးမနဲ့တမတ်နဲ့ပေါ့နော်အဲ့လိုမျိုးဘက်ကိုသွားတာပေါ့လုံးဝ dramatic ပေါ့နော်အဲ့လိုမြန်မာ taste ပေါ့ဒီဟာကြတော့ Korea လိုလဲဖြစ်တယ်လူငယ်ချားတဲ့ကလူငယ်ချားတဲ့ကဖြစ်တက်ဖြစ်လိမ့်ဖြစ်ထားရှိတဲ့အရာမျိုးပေါ့အဲ့ဒါအောင်မှာမဒီမျိုးသမီးနှစ်ယောက်ရဲ့အားပြိုင်မှုဒီဟာကိုပေါင်းပြီးတော့အဲ့ဒါအခြေတည်ပြီးတော့လှုပ်ထားဆက်လိုမျိုးဆိုတော့ဒါလည်းကြည့်ရတာအရန်ဟိုအလို entertaining ဖြစ်မဲ့ဆက်လိုမျိုးပါဘာမှတော့မဆိုင်ဘူးပေါ့အဲ့တော့ပုံစံနှစ်မျိုးကြည့်ရမှာပါဟုတ်ပါ အဲဒီရဦးကတော့မ USN နဲ့လေကျွန်တော်အဲ့ဒါလည်းဖြည့်ဖို့ပါပဲဟိုကက်ကက်မှာမှာကက်ကက်မှာဖြစ်နေတော့ဟိုဒီတဲ့ကဈေးရမှာကျတော့ကျေစင်ပေါ်လာပါသေးတယ်အမမီကျေစေကျွန်တော်မေ့နေပြီကျေစေကျေစေမမီအဲ့လိုမျိုးဘာပြောမှတော့မသိတော့ဆက်ပြီဇေယမောင်ကျန်တဲ့တရားဥစ္စာဘယ်လိုကွာမလဲကွာမကွာမဒီရဲ့ဇေယမောင်ကလည်း အဲချစ်တယ်တော်တော်ချစ်ပါအဲစောင့်ကြည့်အားပေးကြဖို့ပြောချင်ပါတယ်အဲဆိုတော့တရားကြတော့ဘာကြောင့်ဒီဘက်ရောက်လာလဲလို့ဒီမှာကြတော့ဒီဘက်ရောက်ဘာကြောင့်ဒီဘက်ရောက်လာလဲလို့ဒီမှာကြတော့ဒီဘက်ရောက်ဘုံအားကွာခက်ခက်မှာပြီးတော့တည်စင်ပေါ်လာဒီမှာကြတော့ဂျူးမေရီစီဘာကြောင့်ရောက်လာလဲဆိုတော့ပြောချင်တာဩလာမယ်လာမယ်အဲ့ဒါဇလန်းကြည့်ဟုတ်တယ်ဟုတ်တယ်ဇလန်းကြည့်ပါပြန်လိုက်ပါဘာပြောပြလို့မရဘူးပြလို့မရအော်လေးဘွန်းဆန်တော့ခုနကဒါကနေ plus ကကျွန်တော်တို့ကိုစစ်တို့ပ ြောသလိုပဲပေါ့ဇလန်းကိုစတဲ့တဲ့ကကျွန်တော်တို့ကအရင်ခက်ကကျွန်တော်ဗီဒီယိုကားဆိုလေးပွင့်ဆိုင်နေများတယ်လေအဲဆိုဟိုဗါလဲကျွန်တော်တို့ဒွေးတို့ခစ်တို့ကုသိုက်တို့ခစ်တို့ဆိုရင်ဒါအဲ့လိုလေးပွင့်ဆိုင်ကားလေးရှိတယ်လေဥလွင်မိုးတို့ဆိုတော့အဲ့လိုမျိုးလေးကိုသူကပြန်ပြီး inspire ယူပြီးတော့ကျွန်တော်ဒီဘက်ခစ်မှာဇလန်းတွဲတစ်ခုဆိုရင်ကျွန်တော်လူအင်အားများများနဲ့အဲ့လိုတွင်းနေတဲ့ဇလန်းတွဲကြီးများတယ်ဒါလေးပွင့်ဆိုင်ဆိုတော့ကျွန်တော်ဒီဟာက နည်းနည်းလေးပို့ပြီးတော့ပြည်သက်တွေအနေနဲ့ရောကျွန်တော်တို့အတိုင်းအနေနဲ့ရောဆိုရင်လက်ခံတဲ့အပိုင်းမှာသူစမ်းတဲ့အတွက်ကြောင့်ဟိုစမ်းတစ်တယ်ပေါ့နော်ဆိုတော့အဲအကြောင်းမို့လို့ကျွန်တော်တို့ကလေဒါလေးရဟိုလက်ခံရိုက်ကူးပြီးတော့ဖန်တီးထားတာပေါ့ဆိုတော့ဒါပြည်သက်တွေလည်းဒါလေးရဟိုအသေးစမ်းလေးဖြစ်ပြီးတော့ ပရိသတ်ရင်နဲ့ရောက်မယ်လို့ထင်ပါတယ်။ဒါအဲ့လိုမျိုးဒုသဖြင့်ဒီဇယ်လန်ထဲမှာယူထားတဲ့ shot တွေက close up လေးလည်းမရရင်လေမင်းမျိုးသမီးနှစ်ယောက်အဲ့တော့အဲ့မိုးရိုးနှစ်ယောက်ရဲ့ feature ကလည်း GM နဲ့ light တယ်လို့အဲ့လိုမျိုးမြင်ကြရပေါ့အဲ့လိုမျိုးပုံသက်ပေါ့သူတို့နှစ်ယောက်ဆိုလည်းခုနပန်းတီကျွေးလိုက်တဲ့ဟာဆိုလည်း romance လေးဖြစ်တယ်အဲ့တည်းမလားအဲ့လိုမျိုးလေးပေါ့အဲ့တော့အဲလေးယောက်ကမိန်းကလေးနှစ်ယောက်နဲ့ယောက်ျားလေးနှစ်ယောက်ဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်အဲ့တော့ကြည့်မှရပဲတည်းမလားအဲ့လိုယောက်ျားလေးနဲ့မိန်းကလေးနဲ့ဖြစ်ချင်ပါဖြစ်ပါတည်းမလားမိန်းကလေး Heidi. ဆက်ကျွန်တော်တို့ကြည့်ခဲ့ရတဲ့အကြောင်းသားပေါ်ကပြီးတော့ကျွန်တော်တို့ဒီစပြီးတော့ကိုယ်လုပ်ငန်းတွေကိုစီကိုယ် career ကိုစီဖြစ်သွားတဲ့အချိန်ပြီးတော့အိမ်အောင်ကြတဲ့အချိန်ခလေးရတဲ့အချိန်ကျွန်တော်တို့၄စင်းလောက်ကျွန်တော်တို့ item တွေရောတံမိုးတွေရောဖြည်းဖြည်းချင်းတက်သွားမှာအဲ့တော့ကျွန်တော်ဖောက်ကြည့်လို့လည်းမရဘူးဒီကဖောက်ကြည့်လည်းနားလည်မှာမဟုတ်ဘူးခုနပြရတဲ့ဟာမျိုးဆိုနားလည်ကြမှာမဟုတ်ဘူးဟုတ်တယ်ကျွန်တော် episode 1အနေ30ဒီအပြည့်ကြီးမှာဒီဇလန်းကိုနားလည်ပါတက်လာမှာပါအချိန်တက်လာမှာပါအဲ့တော့ခုနကလို့အဲ့တော့ အဲ1 to 5 1 to 60လောက်ကတော့ငယ်ဘဝပေါ့เนาะဆိုတော့အဲ့ဒါလေးကနေမှစပြီးတော့ကြည်ရနဲ့ found ဆိုပြီးပါဖြစ်သွားမလဲဆိုတော့လာမယ်ပေါ့အဲအဲ့လိုမျိုးဆိုတဲ့အချိန်မှာပြန်တွေ့ကြတော့မယ့်အချိန်မှာ found ဆိုပြီးပါဖြစ်မလဲပေါ့အဲ့အဲ့လိုမျိုးကြည်ရမယ်ဆိုတော့တေးချကြည်ပါအမတို့နဲ့တွေ့ပြန်မေးမယ်เนาะဟုတ်ကဲ့အမအမတို့ကြီးပဲမေးနေလို့မရဘူးအားလုံးလည်းအချိန်ဝိုင်းတင်ပေးကြပါเนาะမီဒီယာတွေလည်းအားလုံးလည်းအားကိုးပါတယ်အာကျွန်တော်ဒီရှုံးမဲ့နိုင်ဇလန်တွေအားကျွန်တော် Canal Plus မှာစက်တင်ဘာလ22ရက်နေ့ဆိုရင်စပြီးတော့ထုတ်လင်းပြသတော့မယ်ပေါ့နော် ော်ဆိုတော့တင်းလာနေရပြီတင်းလာနေရနေပြီးတော့တောက်ကြနေသည့်အပတ်စဉ်ကိုကျွန်တော်ည9နာရီတိုင်းကနက် plus ဇလန်း channel မှာစောက်ကြည့်အားပေးကြပါလို့ကျွန်တော်ဒီနေ့ကနေပြီးတော့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကနက် plus ဇလန်း channel မှာည9နာရီတိုင်းကြည့်လို့ရပါတယ်တကယ်လို့ပြန်မကြည့်လိုက်ရတဲ့သူတွေကကနက် plus application ကနေပြီးတော့ကိုအားချင်းကြိုက်တဲ့ချိန်ပြန်ကြည့်လို့ရတယ်အဲကနက် plus application ကလည်းဘယ်တော့ဟိုပါပါလဲ download လုပ်ပြီးတော့တစ်လောက်မှာ6000ပဲရှိရဲ့ app မှာဝင်ကြည့်လို့ရတယ်ပြီးလို့ရှိရင်လုံးဝတဲ့အဲ့လိုမျိုးဟိုတခြား platform နေရာနေမကြည့်ပဲနဲ့ဒီဘောနော်တကယ် Canon Plus ရဲ့ original series ဖြစ်တဲ့အတွက်ကြောင့်မလို့ original platform နေရာပဲကြည့်ဖို့လည်းမြင်တာရခံပါရဲ့ရှင်ဟုတ်ပါပြီ